အခုဒီမတိုင်ဘောမတော်နေလင်ရလဲအာတကြီးကပြီးသွားပြီမဲ့လေဒီ after shock က wave တွေကလာနေတာတွေ့မနေ့ကဆိုလို့ရှင်လေအရန်အာဒီ5.5 ठी တောင်မှသွားတယ်ဆိုတော့လေတကယ်ကိုအရန်ကိုစိတ်ပူပေးနေရမယ်ဆိုတော့တည်တယ်ဒီလိုမျိုးနှစ်သက်မှာဒီလိုမျိုးအစိုးရနဲ့ဖြတ်တန်းနေရတဲ့ပြည်သူတွေအားလုံးအတွက်ကိုခံစားရတယ်ပေါ့နော်မျိုးတို့တကယ်စိတ်မကောင်းဖြစ်ဖြစ်မိတယ်ဒါကြောင့်လည်းမျိုးတို့ UK ကဒီဒေါ်လာရင်းမိသားစုတွေကလည်းဒီနေ့ဆိုလို့ရှင် fundraiser ကြီးလုပ်ပြီးတော့ ဒီပြည်သူတွေအတွက်ကိုကျွန်တော်တို့ fundraiser လုပ်နေရပေါ့နော်လိုအပ်တဲ့နေရာတွေမှာသုံးဖို့အတွက်ကျွန်တော်တို့လုပ်နေရအဲ့အတွက်ဒီနှစ်သက်မှာအစိုးရနဲ့ဖြတ်တန်းပြီးသွားပြီဆိုတော့နောက်ထပ်ကောင်းမှုတွေပဲကျွန်တော်တို့ကတော့ညင်အောင်လည်းပေါ့အစိုးရပဲစတိုက်တော့မသွားဘူးလို့တော့ကျွန်တော်မြင်နေတယ်ကောင်းတာတွေလည်းဖြစ်ဖြစ်ချင်းလာမယ်ဆိုတော့မင်းတို့ယုံကြည်တယ်ညှော်လင့်နေတယ်အဲ့တော့ဒီနှစ်သက်ကနေပြီးတော့စပြီးတော့ဒီလာမဲ့ the rest of the year ကိုဒီစိတ်ဆန္ဒခြင်းကိုယ်ရည်ဆန္ဒခြင်းနဲ့ဘေးအန္တရာယ်အားလုံးနဲ့ကင်းဝေးပြီးတော့မိသားစုတွေနဲ့ဟိုတူတူပေါ့နော်ရှိနေပေးပါပြီးလို့ရှိရင်အာဒီထက်အကောင်းတဲ့အရာတွေပေါ်ရဲဝင်လာပေးပါဆိုပြီးမျိုးကဆုမကောင်တောင်းပန်လိုက်ပါတယ်ဟုတ်